ဒီအားဒါတွန်းတာသူဆိုင်ပေါ့ဒီတက်တော်တွေမှာပါတဲ့ဟာခဏတာပါပေါ့နော်အမှန်တော့ချိန်ချောက်တာပေါ့နော်နားလည်မှုမလွဲပါနဲ့နော်ကြောင်လို့ကပြောမယ်ဆိုလို့ရှိရင်တော့နည်းနည်းနောက်ချိန်သွားအောင်ဘာရောမှလည်းမတောင်းဘူးဒီမှာတော့တည်တယ်စီးရဲမှန်းတည်တယ်တိုင်းပေါ်မှာချက်ကားပြီးပြီးတော့ဥစ္စာတက်တော့ဒီနေ့ရဲ့ဥစ္စာခုံနေတဲ့ကျမတို့ရိုက်တာလည်းနာနာကြည့်ကြည့်ရှိတယ်ကလေးမင်းကလေးချင်းရိုက်တယ်ရက်ွက်ထက်မှာရန်ဖြစ်နေအောင်ဒီချက်မကဖြစ်ကြတယ်တွေးထွက်တိုင်းရောဖြစ်ကြတယ်ဒီလူနောက်လာမခိုးအောင် ချင်းချလို့ဘေးကနေပြီးချက်ကြမှာပေါ့လိုက်ပေါ်မှာတက်လို့ဒီမှာဒီမှာဘူးကျမကတော့အထက်တန်းရှိနေတော့အီဖြူနင်းမဲ့ဖြစ်ပါတယ်။အားလုံးမင်္ဂလာမြို့ရေးအီမိုကေကျူချန်နယ်ကျူစွာလိုက်ပါတယ်။ဒီရေးရစ်ဆက်ပြီးမှတင်ကလိုင်းမော်မှာရဲအောင်မှာနာမည်ကြီးနေလှိုင်းတရာတွေ့တာသူ မောက်ဝါးလိုင်းရဲ့အထက်ဆိုင်မှာတာမီညောက်ကဒီ9000တန်ဖိုးရှိတဲ့ပစ္စည်းကိုလာရောက်ခိုးယူလို့ဒါဆိုင်ပန်ရှင်ကကိုထိလက်ရောက်ရိုက်နှက်ပြီးဆုံးမတယ်ဒီဗျူဖိုင်ကိုလိုင်းပေါ်တင်လိုက်တဲ့အခါမှာဒီတခြားသောမကြင်နေတဲ့သူတွေကတကိုးဘက်ကနေနာပြီးရောဒီဆိုင်ကိုတရားဆွဲလို့ဒါဆိုင်ပန်ရှင်ကတော့ရှိလူကြီးမင်းတွေဖက်စီထင်းတဲ့ရေးယူစစ်ဆေးနေလို့သိရပါတယ်ဗျဒီကိစ္စရဲ့ဖြစ်စဉ်ရဲ့အသေးစိတ်ကို Twitter သူအထက်ဆိုင်မောက်ဝါးလိုင်းရဲ့ဒါမိကီဖြစ်သူကဒီအစာဆုံးရှင်းပြပေးထားတယ်တရားဆွဲဆိုထားတဲ့သူကိုလည်းအသေးရဖြတ်မှုနဲ့ဒီတရားပြန်ဆွဲမယ်လို့ Twitter သူအထက်ဆိုင်မောက်ဝါးလိုင်းရဲ့မိကီဖြစ်သူကပြောပြပေးလာတယ်ဗျဟုတ်ပါဒီဗျူဖိုင်နဲ့မှဆိုရင်တော့ပြည့်စုံပါပါ ါဒါကတော့ update သတင်းလေးပါဗျာကျွန်တော်မျိုးလည်းသိအောင်လို့လာရောက်ပြီးမျှဝေ disable ခြင်းဖြစ်တယ်ဒါဆိုတော့ကျွန်တော် OP file လေးကိုစလိုက်အောင်ပါဒီနေ့ကဟိုဒီနေ့ကဖြစ်ဖြစ်တာအဲ့ဒါကိုကိုကအကူရောင်းဆိုသူကဆိုင်လို့ဘာမှမဆိုင်ဘူးပြလိုက်ကြသေးနေတယ်ဆိုတော့ဟိုခေါင်းထဲမှာလည်းဆိုတော့ကျွန်မပြောပြမယ်အဲ့ဒီဥကာတိုင်လဲလူကထဲ့တာပြီးကြတယ်အခုကျွန်မတို့လည်း ရှင်းတယ်တကယ်လို့ဥစ္စာဖြစ်ရင်ကျမတို့ကလက်သိပြမှုနဲ့ပြန်ဆန်းဘာဖြစ်လို့လဲဆိုကျမတို့ကအဲ့လိုလက်ကြည့်မလို့ခလေးပါခလေးကိုအဲ့လက်ကြည့်ဟုတ်အဲ့အဲ့လက်ကြည့်အောင်ကျွန်တော်ကလေကျွန်တော်တို့လူကျွန်တော်တို့ဖြစ်နေတာဟိုခွလို့ရရင်ဟိုအမတို့တိုက်တာပို့ဘူးခွလို့ရရင်ဒီရောခွလို့ပြီးပါခွလို့တယ်ကျမတို့ကစက်ကလေးကသူကရောရမယ်ဆိုရင်တော့မှ ကျွန်တော်ပြရကြတဲ့အဲ့မိကအခွဲရပါတော့ကိုဆက်ရောက်ပြီးပါမယ်အဲ့တော့ဖီးလေးရှိတော့မေခေါင်းကျတော့မှန်တော့သူ့ပြစ်သူခံတာကိုဆုံးကြလားဗျာသူ့ပြစ်သူခံတာဟုတ်ကဲ့ဒါပေမဲ့ဖီးလေးရှိလို့ဘွားလည်းအဲ့ဥစ္စာလည်းပြောပြမယ်ဒါကျမတို့ကလူကြီးကိုကြည့်တယ်ဟုတ်သူကခိုးတာတစ်ခါလည်းလည်းမဟုတ်ตรงนี้ล่ะโหเดี๋ยวไอ้มาเนี่ยไอ้เนี่ยอะไรวะไอ้ตรงนี้ไงล่ะคือเอ่อตัวมันตัวอ่ะมาแล้ว6ไล่อ่ะโหนอกลามาคู่เลยอ่ะเจ้าตัวว่าดิซิ้นๆโดนมาดิคุณย่าอัดแต่นะพวกผมเนี่ยผมก็สิจําได้จะมาตรงเนี่ยดาบิซิ้นเนี่ยแน่ๆ6ไล่ လောက်ဘူးသူတို့လေဟုတ်ဘာဖြစ်တယ်ညာဖြစ်တယ်သူထသူ့ကိုကြားအောင်လို့လားပြောမယ်ဆိုလို့ရှိရင်နည်းနည်းနောက်ချိန်သွားအောင်ဟုတ်ဟုတ်ပြောလိုက်တာဘာရောမလဲမတောင်းဒီမှာတော့သိတယ်စင်ရမ်းသိတယ်ဟုတ်တယ်ပတ်စံလဲရောမတောင်းဒါပြီးစင်းနဲ့မင်းရတော့ကကြတော့ဒိုင်းပေါ်မှာချက်ပါပြီးပြီးတော့ဥစ္စာဖြစ်တော့ဒီနေ့ရဲ့ရဲကဥစ္စာခုံမိတဲ့အခုခုံမိတော့ရဲမှာဟုတ်တယ်ဗျာချက်ချက်ချက်ကားပြီးပြင်လိုက်တာဟုတ်ကဲ့အဲ့တော့ဒီတိုင်တဲ့လူလေကျမတို့ပြောအခုကျမတို့တင်ထားတဲ့ဟိုကိုရုံးကလည်းတင်ဒါပြီးစင်းနဲ့ကျမတို့ ကျမတို့ရိုက်တာလေနာနာကြီးကြီးရှိမင်းကလေးမင်းကလေးကြီးရိုက်ရှင်းရှင်းပြောမယ်ဆိုရက်ွက်ထက်မှာရန်ဖြစ်အောင်ဒီချက်မကဖြစ်ကြတယ်တွေးထွက်တိုင်းပါဖြစ်ကြတယ်ဒါပေမဲ့အဲ့လောက်ကြီးကြီးလေကျမတို့ကလေးပါတဲ့အတွက်လည်းမရိုက်ဒါပေမဲ့ဒီမင်းကတခါလဲမဟုတ်ခောက်ထုတ်ခောက်ပြန်လာဖို့လို့ဟုတ်ကဲ့ဒီပေါ်မယ်ဆိုဒီလူနောက်ဒါမခိုးအောင်ချင်းချောက်အယောလည်းမနာဘူး ဒီတိုင်းရဲစကားလည်းမပူဘာလို့ဆိုရဲစကားပူလဲဒီကလေးလေးနဲ့လုံလုံလုံမှာလေဘူးခုပြမှာဆိုတော့ကျွန်တော်တို့ပရိုက်ဂျာဆိုက်ကကြည့်ရမှာကျွန်တော်ကသူကတော့သူ့ပြစ်သူခံရတာသူ့ဘာကလေးငယ်လို့ကြောက်တငယ်ချင်းကြီးအဲ့မိရှင်တန်ချင်းပေါ့နော်ဆရာဝန်းအောင်တော့ကနေပြီးတော့ဟိုတကယ်လို့ဖြစ်နိုင်မယ်ဆိုရင်ခွင့်လို့ပေးပေါ့သူတို့ရဲ့ ခုလာရတာဘယ်လိုလဲကျွန်တော်ဖြစ်နေကြတာကြာကျွန်တော်ကပြည်သူမောင်းပါဘာလို့ပြောတော့လဲဟိုကြော်ရမယ်ဆိုရင်ဘုံကျင်ကတော့ခိုးထားလဲအဲ့ဒါကြော်ဘူးလားအမျိုးတော်လည်းမဟုတ်တော့ဒီလမ်းမီးကျွန်တော်ကမီးမီးတာဆိုဒီမှာတော့တဘောပါ့ဲမီးမီးမီးဘူးကျွန်တော်တော့လိုက်ဘူးမတော်တော့ကြဲကျွန်တော်တော့မမီးလိုက်ဘူးဒါပေမဲ့ तू ကဟိုကနေလမ်းမြင်လို့မတင်ရဲဒီပါအဲ့ဒါတွေကနည်းနည်းလေးမဟုတ်တချို့အားတွေကပြားချက်တာကကာယကံရှိရတယ်ကာယကံရှိစားမသိဘူးတိုင်တာတွေပါတိုင်တာမသိဘူးပါသွားတာလည်းမသိဘူး ့ဆက်နေကောနေကြရနော် right တယ်မှာဟုတ်ဒီရေဒီလာပြီးတော့ဟိုဟိုအဲ့တော့ရှင်းရနေတာတကယ်လို့ပြီးသွားရင်ကျမတို့ကလည်းပြန်တရားဆွဲမှာအဲ့ချိတ်ကားပြီးဒါပေမဲ့တိုင်နေအခုခုနဲ့လူမရှိဘူးသူကတိုင်ုံပဲတိုင်ထားတယ်ဒါပေမဲ့အခုကျမတို့ဘက်ကလည်းလွန်ထားတာပါတခုမှမရှိဘူးအဲ့တော့ချိတ်ကားပြီးအဲ့လိုမျိုးလုပ်လိုက်တဲ့အတွက်ကျမတို့ကလည်းပြန်တရားဆွဲမှာအဲ့သူ့လိုင်းပေါ်မှာတင်ထားတဲ့အကောင့်ရှိတယ်အဲ့အကောင့်နဲ့လိုက်တော့တော့တော့အင်းဒါပေမဲ့ဒီခိုးတဲ့လူကို မရှိမှလည်းသိတယ်ဒါပေမဲ့နောက်ဒါမှဆိုရင်ကျွန်မတို့ချင်းချောင်းရောလည်းမတောင်းနာနာကြီးကြီးလည်းတားမရဘူးအေးကြောက်အောင်နော်ဓာတ်တိုက်မတူးကြီးတူးကြီးထားတဲ့ပုံစံ line ပေါ်မှာကြီးကြီးပါရောတိရောရဲဒီလိုချို့ပြီးတော့တော့မှထွက်လို့ရတဲ့ဒါအကြီးကြက်နေအောင်လုပ်ပါလိမ့်မယ်ခလေးလေးကဥစားလည်းဖိုင်မင်းတက်တော့ကြောက် တနည်းခွနည်းနဲ့လောက်တော့ရှိရတယ်ဟုတ်တနည်းခွနည်းခလေးလိုက်ခလေးလိုက်ကျမတို့ရံမလဲတော့ချာစီဟာကျွန်တော်အခုရောက်ရှိနေရတော့လိုင်းသားရဘုံကျုံ၅ရက်ကွက်မနက်ကဖြစ်သွားတဲ့အရာလေးကိုကျွန်တော်ပြောချင်လို့ပါနော်ဒီအရာကဒါတွန်တာသူဆိုင်ပေါ့ပြောချင်တာဗာလဲဆိုတော့အမှန်တော့ခလေးကိုလောက်တာမဟုတ်ဘူးညာနော်ဒါခလေးဆိုတာဝန်ထမ်းတွေကခလေးကိုဆွဲခေါ်တယ်မေးရမထက်တဲ့ကြောင့်မလို့ရောပါသွားတာပေါ့နော် ခြေရဆိုတာလည်းခလေးကိုခဏပဲခြေလိုက်ရခလေးကိုခေါ်ပြီးတော့အထက်ထဲမှာခလေးကိုမုတ်တွေကျွေးတယ်အေးတွေတိုက်တယ်ပေါ့နော်ဒီတက်တော့တယ်မှာပါတဲ့ဟာခဏတာပါပေါ့နော်အမှန်တော့ချင်းချောက်တာပေါ့နော်ရေတဲခုနဲ့လောင်းမဲ့ဆိုတာလည်းမဟုတ်ပါဘူးနော်ကျွန်တော်တို့အခုဒီဆိုင်ရှိကိုရောက်နေတာပါနောက်တော့ပြန်လွှတ်ပေးလိုက်တယ်လို့ပြောပါတယ်ပေါ့နော်ကျွန်တော်တို့ကအခုဒီခလေးကိုကုညီလို့လာတာပေါ့နော်သူတို့ကလည်းလက်စားမသိဘူးလို့ပြောပါတယ်တကယ်တော့နားလည်မှုမလွဲပါနဲ့နော်ဒီဆိုင်ကဝန်ထမ်းတွေရောအမားတွေရောအဲ့လိုပုံစံမျိုးမရှိပါဘူး ျွန်တော်တို့ကတရက်ခွက်တဲ့နေရာကြောင့်မလို့ပြီးပါတယ်ပေါ့နော်ဒါကာပြီးပြောတာမဟုတ်ပါဘူးဟိုတက်တက်ပုံမှန်မြင်တဲ့ခါကျတော့ဒီမတွေကနည်းနည်းကိုဒီလေးရောက်လုံးမိခါကျတော့ရိုင်းတယ်လို့ဆိုးဖို့ဖြစ်ပါတယ်ပေါ့နော်တကယ်တော့မှားရပါတယ်ပြီးတော့ခလေးပါတာခလေးကခဏပဲပါတာပါနော်ခလေးကိုပြန်ခေါ်ပြီးတော့မုတ်ဒီလည်းကြွေးရပါတယ်ဒီမစီးတယ်မဲမတန်းရတော့ခလေးကဒီမလာဖို့လားပုံချိန်ရှိပြီတဲ့ဗျာနော်နှစ်ချိန်မှာခလေးကမတူဘူးလို့ပြောတယ်ဗျာနော်မယုံရင်လည်းကျွန်တော်တို့ဒီမှာ CCTV ရှိပါတယ်နော်လာကြည့်လို့ရပါတယ် ပြောရင်းနာကဗားလဲဆိုတော့ဒီဆိုင်ရဝင်နှန်းလေးရဲ့ဒီဆိုင်ရအမရဲ့ကိုနားလည်မှုမလို့ဘူးကျွန်တော်ပြောချင်တာပါနော်ကျွန်တော်အခုတို့ပြောပြထားတာကျွန်တော်လည်းဇက်ဘွက်ကလည်းတူနေတော့ပြီးတော့ကျွန်တော်ဖုံးဆက်ပြီးခဏခဏမေးနေလို့ကရင်လေးဘာဖြစ်တာလဲကရင်လေးနေတဲ့ဇက်ဘွက်ကဒီမျိုးဖြစ်နေဆိုကျွန်တော်လှမ်းလှမ်းမေးလို့ကျွန်တော်ပြောပြချင်းဖြစ်ပါတယ်ပေါ့နော်ဒီဆိုင်ရဝင်နှန်းလေးရောဒီဆိုင်ပန်းရှင်ကြီးအမအဲ့လိုစိတ်ကြမ်းမှုလည်းမရှိပါဘူးဒါနဲ့ तू ကခဏခဏခိုးခံရတော့ဒေါသထွက်ပြီးတော့ ိုလက်နဲ့လေးတော့လက်ပါပါတယ်ဗျာနော်ကိုကြီးလေးတော့လောက်တဲ့အတွက်ကြောင့်သူ့ဘက်ကမားပါတယ်ခလေးဆိုတာခဏတာပဲပါသွားတာပါနော်ခလေးကိုတကယ်တော့ခလေးကိုဘာမှမလုပ်ပါဘူးနော်ဒီမှာခြိထားတယ်ဆိုတာကလည်းခဏပဲခြိလိုက်တာပြီးတော့ခလေးကိုပြန်ခေါ်ပြီးတော့ခလေးကိုမုတ်တွေချွေတဲ့ရေတွေတိုက်တဲ့အေးတွေတိုက်ပါတယ်ပေါ့နော်ဒီမှာမယုံရင် CCTV မှာတန်းနေရှိပါလေလာကြည့်လို့ရပါတယ်ပထမတစ်ခေါက်တည်းကခလေးကိုသူကဝင်းနေနေရခေါ်တယ်အဲ့အမကခလေးကိုမလှုပ်ပေးလို့ခလေးကရောပြီးပါသွားတာအမကခလေးကကြားညာသွားတာ တကယ်တော့ဒီဝန်ထမ်းတွေရောဒီအမတွေရောအဲ့လိုစိတ်တမျိုးမရှိပါဘူးနော်တူတူကိုကိုပေါ့နော်ကိုပစ္စည်းခိုးတဲ့ခါမှာတော့ဒေါ်လာထက်တာပေါ့အဲ့ဒီကြောင့်မလို့အဲ့ဒီအမကဒါတော့မှားပါတယ်ပေါ့နော်ခလေးရတော့ဂျမ်းကြောင်ဝါတာပါခလေးကိုအဲ့လိုလုပ်တာမဟုတ်ပါဘူးနော်ဂျင်းနုပ်နဲ့လောင်းမဲ့ဆိုတာလည်းမဟုတ်ပါဘူးကျွန်တော်ရက်ကွက်ကလူမှုလို့ကျွန်တော်ကာပြီးပြောတာမဟုတ်ပါဘူးနော်ကျွန်တော်တို့နဲ့လည်းခင်မြင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကပြောပြခြင်းဖြစ်ပါတယ်ပြီးတော့ဒီဗီဒီယိုဖိုင်ရေးတူတာနဲ့လိုင်းရယ်ရှယ်ရီပြီးကုတူယူပေးပါလို့မေတ္တာရက်ကံပါလေကျွန်တော်ခလေးလေးကိုတွားကူညီခြင်းလို့ပါနော်ခလေးလေးကိုကူပေးခြင်းလို့ပါဒီဗီဒီယိုဖိုင်ရေးတူတာနဲ့ ဒီကလေးလေးကတာမီပေါ့နော်တာမီလိပ်စာတိတဲ့လူများရှိရင်ကျွန်တော်ကိုဆက်ကြောပေးပါကျွန်တော်တို့သွားကုညီကျွန်တော်သွားလူချင်းတို့ပါအားဒါလေးပြောပြလာပါအားလုံးကျေးဇူးတင်ပါတယ်အားလုံးကိုလည်းမလွဲကြပါနဲ့လို့အားလုံးပဲမင်္ဂလာပါရှင်ကျမတို့တက်တန်းရှိနေတော့ EP နင်းမဲ့ဖြစ်ပါတယ်။မိကုန်းလေးတစ်ခုမေးမြန်းထားတာပါ။ဆံမားတဲ့အခုဖြစ်နေတဲ့ anti သားမီကိုသုံးသက်ပေးပါအောင်ဗျာတဲ့။သူများဆိုင်မှာခိုးမိလို့ခိုးမိလို့တဲ့ဆိုင်ရှင်ကနှိမ့်ဆက်တာတဲ့တရားပြန်ဆွဲလို့ရပါသလားတဲ့။ဒီမိကုန်းလေးကိုဖြေချပေးရမယ်ဆိုလို့ရှိရင် ပစ္စည်းခိုးတယ်ဗောနော်အခု line ပေါ်မှာကျမလည်းတွေးလိုက်တယ်ဗောနော်ပစ္စည်းခိုးတာကိုမိသွားတဲ့အခါမှာဒီဆိုင်ရှင်အမျိုးသမီးကနေပြီးတော့အဲ့ဒီခိုးတဲ့သူကိုဗောနော်သပင်ဆွဲထားတာတို့ဒီလိုမျိုးနှိပ်စက်ထားဗောနော်ပြီးတော့ video file ကိုရိုက်ပြီးတော့တင်ထားတာတွေ့တယ်ခလေးလေးလဲပါတယ်ဗောနော်ဖမ်းပြီးတော့သူကနေပြီးတော့ရိုက်နှက်ထားတယ်ပြီးသွားတဲ့အခါမှာ video ရိုက်ထားတယ် line ပေါ်မှာတင်ထားတယ်နော်အဲဒီခလေးတယောက်လဲပါတာတွေ့ရဗောနော်အဲ့ဒီအခါမှာခိုးတဲ့သူကဥပမာ သူ့ရဲ့ပစ္စည်းကိုပေါ့နော်ခိုးတယ်ခိုးတယ်ဆိုလို့ရှိရင်သူ့ကိုခိုးမှုနဲ့အရေးယူလို့ရတာဖြစ်တယ်။ကိုကနေပြီးတော့အဲ့လိုမျိုးဂျိုင်းနဲ့နှိမ့်ဆက်ခွင့်မရှိပါဘူးနော်။ဘာဖြစ်လို့လဲဆိုတော့ခိုးမှုနဲ့အရေးယူလို့ရတာဖြစ်တဲ့အခါမှာကိုယ့်ရဲ့ပစ္စည်းကိုခိုးသွားတယ်ခိုးသွားတာဖြစ်တဲ့အတွက်ရာဇွင့်ကျင်ထုံးပေါ့နော်။ရာဇွင့်ကျင်ထုံးဥပဒေပုံမှန်59မှာဆိုလို့ရှိရင်အရက်သားကနေပြီးတော့ဖန်စီခွင့်ရှိတယ်။ပြီးသွားတဲ့အခါမှာဒီဒီအကြောင်းမဲ့ပေါ့နော်။နှောင့်နှေးကြံ့ကြာခြင်းမရှိဘဲနဲ့ဒီ ခိုးတဲ့သူကိုပေါ့နော်ခိုးတဲ့သူကိုရဲတယောက်ယောက်ရဲ့လက်ကိုအပ်ရတယ်ဒါမှမဟုတ်ဆိုလို့ရှိရင်လည်းနီးစက်ရရင်စက္ကန့်ပို့ရတယ်ပေါ့နော်ဒါကရာဇဝကျင်ထောင်ဥပဒေ59မှာဖော်ပြထားတာပြီးသွားတဲ့အခါမှာဒီသူကနေပြီးတော့ရိုက်နှက်လိုက်တယ်ရိုက်နှက်တဲ့အခါမှာတဖက်သားဟောပေါ့နော်သုံးတဲ့လက်နဲ့ပြီးတဲ့အခါမှာရရှိတဲ့ဒဏ်ရာပေါ်မှာမူတည်ပြီးတော့ရိုက်နှက်ခြင်းခံရတဲ့သူကသူ့ကိုရိုက်နှက်တဲ့သူကိုပေါ့နော်ပြန်ပြီးတော့အရေးယူလို့ရတာဖြစ်တယ် ပြီးသွားတဲ့အခါသူကဒီလိုမျိုးရိုင်းတဲ့ယုံနေမကသေးဘူးဗီဒီယိုဖိုင်ဗီဒီယိုရိုက်ပြီးတော့ဗောနော line ပေါ်ကိုတင်တယ်အဲ့ဒီအခါမှာဆက်သွယ်ရေးဥပဒေပုံမှာ66ဂါကြီးအရာအေးယူလို့ရတာဖြစ်တယ်ပြီးသွားတဲ့အခါမှာခလေးခလေးကိစ္စဗောနော်ခလေးကိစ္စကိုတီထားတင်တယ်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီခလေးလေးကိုသူကနေပြီးတော့စိတ်ပိုင်းဆိုင်ရာအကျန်းဖတ်တာရုပ်ပိုင်းဆိုင်ရာအကျန်းဖတ်တာအနိုင်ကျင့်နှိပ်ကွက်တာဗောနော်ပြီးတဲ့အခါမှာရိုင်းနှက်တာ အဲဒါမျိုးတွေပါလာခဲ့မယ်ဆိုလို့ရှိရင်လေခလေးငယ်ခွင့်ရများဆိုင်ရာဥပဒေပုံမှာတရားရဲ့ကကြီးမှာဖော်ပြထားတယ်။တရားရဲ့ကကြီးအရာသူကနေပြီးတော့အရေးယူလို့ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါမျိုးတွေကျွန်တော်ပြီဖန်လေးကရောက်ပါပဲဒီဖြူဖန်လေးကိုကြည့်ပြီးကျွန်တော်ရဲ့မိတ်ဆွေတွေမျိုးတွေလည်းဘိုးတူတာသင်ငန်းစာတခုရရှိလိမ့်မယ်လို့မြင်လင်းပါတယ်။ ဒီတကယ်လို့တကိုးဖက်မိရဆိုရင်လေဒီကိုရိုင်းရဲနဲ့မဆုံးမပဲနဲ့ဒီတက်ဆိုင်ရာတောင်ဝင်းရှိလူကြီးမိနေထံအနှံတဲ့နေပေါ့နော်။ရှေ့မှာလည်းကျွန်တော် view file တွေတင်ခဲ့ပေးပြီးပြီပေါ့နော်။ client ရာ Twitter သူအထည်ဆိုင်နဲ့စတိုးဆိုင်ပိုင်ရှင်မဟုတ်ဝါ line ကကိုတမ်းမီညာကိုဒါကိုဒီလေးရဲ့ကျူးလို့နဲ့ view file ကို line mode တင်လိုက်တယ်ဒါ line mode တင်လိုက်တဲ့အခါမှာဒါ line mode မှာကိုတမ်းမီညာကိုဝမ်းပြီးတော့တနာနေတဲ့သူတွေကဒီ Twitter သူအထည်ဆိုင်မဟုတ်ဝါ line ကိုဒါဒီတိုင်ကြားလို့ပေါ့နော်။ဒီကိုကတော့တောင်ဝင်းရှိလူကြီးမိနေကဖန်စီထင်းသိအေးယူစစ်ဆေးနေလို့သိရပါတယ်ဗျ။ဒီ meeting ဖြစ်သူကလည်းဒါတိုင်ကြားတဲ့သူကိုပြန်လဲပြီးတော့တေးဖြစ်မှုနဲ့တရားပြန်ဆွဲမယ်လို့လည်းသိရတယ်ဗျ။ဟုတ်ပါဒါကတော့ upgrade တဲ့တဲ့လေးကိုကျွန်တော်အမျိုးလေးသိအောင်လို့လာရောက်ပြီးတော့ပြသက်တင်ဆက်ပေးလိုက်ခြင်းဖြစ်တယ်။ review file လည်းများသူငါတင်လို့ like share လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။အခုဆိုရင်လည်းဒီတကောသားမိကအလွန်ငွေတော်လေးမှရရှိနေပြီဗျ။ဒီ private သမားတွေကလည်းတွားလူရန်တွေကိုတွေ့ရပါတယ်။ဒီ line မှာလည်းဒီတကောသားမိညာကိုဝိုင်းအောင်ပြီးတော့တနာနေကြသူတွေကလည်းတော်တော်လေးမှများပြားလွန်လာတယ်ဗျ။ဘာရင်ပသက်ပြီးတော့အမျိုးတို့ရောဘလို့ထင်မြင်ဆက်ကြလဲ။အမျိုးတို့ရဲ့ထင်မြင်ဆက်ချက်ကိုလည်းကျွန်တော် comment မှာမှတ်ချက်ရေးပေးကလေးရတယ်လို့ဝေဖန်ကြံပြနိုင်ပါဗျ။ကျွန်တော် channel နေ့စဉ်နဲ့မြတ်ကြည့်ရှုအားပေးနေတဲ့ viewer တွေအချင်းချင်းကျေးဇူးများတင်ပါတယ်။ကျွန်တော် channel နေ့ နောက်ထပ်သတင်းအစ်တရေရှိလို့ရှိရင်ထပ်တင်ပေးပါမယ်ဗျ။ကျွန်တော် channel နဲ့ဘိုးသူတရရဲ့အကြောင်းအနေနဲ့ဒီသတင်းတွေကိုမြင်တိဆက်ပြီးမှမို့ကျွန်တော် channel like and subscribe like subscribe နဲ့ဗီနာ notification လေးဝါနဲ့ခဲ့ပြီးပို့တော်ဆက်ကြပါရစေ။နောက်ထပ်ဗီဒီယိုမှာပြန်ဆင်ကြမယ်။တရား